်မင်္ဂလာပါရှင်ကျမတို့ကိုခတ်တာပါ TV ရုပ်မြင့်တန်းကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရခိုင်ပြည်မောင်တုံးမြို့နယ်ရခိုင်ရေပိုင်နက်အတွင်းမှာတရားမဝင်ငါးခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား6ယောက်ကိုနိုဘာလ9ရက်နေ့ကအာရခတပ်တော်ကမ်းခြေဆောင်တပ်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။ ီးခဲ့တဲ့နော်မာလာ9ရက်နေ့ညနေကအကြောက်ချရက်တန့်ထားတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား6ယောက်ပါတဲ့ဆက်လေတစည်းကိုအာရခတပ်တော်ကမ်းခြေဆောင်တပ်ဖွဲ့ကတွားရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။မောင်တော်မြို့နယ်အလေတန်ကျော်ချောင်းဝကန်းဆက်မှာဆက်လီပြက်ပြီးကြောက်ချရက်နာနေတဲ့အချိန်ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့လည်းသိရပါဗျ။လက်ရှိဖမ်းဆီးရမိထားတဲ့အဲ့ဒီငါးဖန်သမားတွေကိုတရားဥပဒေနဲ့အညီအရေးယူဆောင်ရွက်နိုင်ဖို့အတွက်ထိန်းသိမ်းစစ်ဆေးနေတယ်လို့သိရပါဗျ။ ီးခဲ့တဲ့အော်တိုဝါလာ28ရက်နေ့နဲ့29ရက်နေ့ကလည်းမောင်တော်မြို့နယ်ရခိုင်ရပိုင်နယ်အတွင်းတရားမဝင်ကျူးကျော်ဝင်ရောက်၅ခုဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား17ယောက်ကိုအေကဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါရယ်မောင်တော်မြို့နယ်အတွင်းမှာရှိတဲ့ရခိုင်ရေပိုင်နက်ထဲမှာတရားမဝင်ဝင်ရောက်၅ခုဖမ်းမှုတွေကအနည်းစဉ်ရဆက်ရှိလာနေပြီးအေအေရဲ့ကမ်းခြေဆောင်တပ်ဖွဲ့ကလည်းမကြာခဏဆိုသလိုဖမ်းဆီးမှုတွေရှိနေပါတယ်ရှင်။ ရန်ကုန်တိုင်းဒေသကြီးတာကီတာမှာနိုဘာလ9ရက်နေ့မနေ့ကညကပန်းတကူကောက်သူတွေကိုရှောင်တဲ့ကားကနေတိုက်မိလို့အမျိုးသမီးတယောက်သေဆုံးသွားခဲ့ရပါတယ်။အောက်ပန်းတကူကောက်နေတဲ့သူတွေကိုရှောင်ရင်းလမ်းဘေးမှာရက်နေတဲ့အမျိုးသမီးကိုတိုက်မိခဲ့တာဖြစ်တယ်လို့သွားရောက်ကူညီခဲ့တဲ့အရှင်တန်ရေးကူညီမှုအသင်းစီကသိရပါတယ်။ တိုက်မိတဲ့ကားကထွက်ပြေးသွားပြီးအတိုက်ခံရတဲ့အမျိုးသမီးဟာဆေးရုံရောက်တဲ့အချိန်မှာတစောင်းမုံလာပြင်းနေညမှာပန်းတကူအလှဆိုပြီးကားလမတွေပေါ်မှာ ကားတွေနဲ့ငွေတွေကျဲချလေးရှိတာကိုဝေဖန်နေကြပြီးပြီးခဲ့တဲ့ရက်ကလည်းကားတိုက်ခံခဲ့ရလို့တချို့တွေဒဏ်ရာရတိုက်ဆုံးခဲ့ရသလိုတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ဇဝဲကြည်အောင်စုတွင်တိုက်ပွဲတွေကြောင့်ကျေးရလေးရာကဒေသခံတွေဆစ်ရှောင်နေရတဲ့အတွက်အရေးပေါ်စေဝါပစ္စည်းတွေနဲ့စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ရေးကူညီပေးနေသူတွေနဲ့ဒေသခံတွေကပြောပါတယ်။အော်တိုဘာလ28ရက်နေ့နယ်12နာရီဝန်းကျင်မှာဇဝဲကြည်အောင်အုပ်စုလေးမရွာနီးမှာစစ်ကောင်စီတပ်အင်အား100ဝန်းကျင်နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။အဲ့ဒီတို့ကတိုက်ပွဲဖြစ်ပွားတဲ့နီးနားမှာရှိတဲ့လေးမိုင်ဒူးကျိုးရေခမ်းချောင်းနဲ့ဖားနေကျွာတွေမှာနေထိုင်တဲ့ဒေသခံတွေဟာဒီဇက်ရတောတောင်နဲ့ကျွာတွေမှာရွာလုံးကျွတ်စစ်ဘေးရှောင်နေကြရပြီးစားနပ်ရိက္ခာတွေအပြင်တကြီးရွယ်ဦးနဲ့လူနာတွေအတွက်စေဝါပစ္စည်းတွေလည်းလိုအပ်နေတယ်လို့ဆိုပါရစေ။ ကျွန်တော်တို့စားနေရိတ်ခါနဲ့အဝေါ်အဝေါ်အထက်တွေပေါ့ဗျာကျမရေးစေးဝါးရေအဲ့ဒီအချက်သုံးချက်ကလည်းအဓိကကြပါတယ်ခင်ဗျာနေထိုင်ဖို့ကြတယ်ကျွန်တော်တို့ဟိုကနေဆိုင်ရာအဆောက်အဦတွေနဲ့ကျွန်တော်တို့ဟိုကအားလုံးအစီအပြောင်းတော့လုပ်ပေးနိုင်ပါတယ်ခင်ဗျာဟိုအဝေါ်ထက်ကူခုနဲ့ပါလာတဲ့ဟိုကြောင့်ကျွန်တော်တို့ဒီရက်ရောပါဟိုရှိနေတဲ့ဟိုကတငယ်ချင်းမိတ်ဆွေ မောင်းသေးတွေနဲ့ဟိုအဝတ်အထည်တွေကိုကျွန်တော်အလူခံပြီးတော့တို့ကိုသွေးထားတာလေးရှိပါတယ်ခင်ဗျာဟုတ်သွေးဝါးကတည်ယူလို့အခက်ခဲကြီးတယ်ခင်ဗျာကျွန်တော်ဒေတာပေါ်မှာရှင်းနေတဲ့သွေးဝါးဆိုင်တွေမှာပဲကျွန်တော်တို့ဟိုရတလောက်သွေးနဲ့ကျွန်တော်တို့ဟွာရှာဖွေပြီးတော့ဟိုဝယ်ပြီးတော့ကျွန်တော်ကုစားပေးနေပါတယ်ခင်ဗျာဟုတ်အော်တိုဘားလ28ရက်မှာလေးမိုင်ကြီးရကလူနေအိမ်သုံးလုံးကိုစစ်ကောင်စီတပ်ကမိရှုဖျက်ဆီးခဲ့ပြီးနေအိမ်တွေကပြည်သူပိုင်ပစ္စည်းတွေကိုကားရင်နဲ့တင်ဆောင်လာဇပွဲအခြေဆိုင်ခမရ996တရင်ကိုတည်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်ကျွန်တော်ရွာထဲမှာရှိရအိတ်ကုတ် တလုံးမွေနာဝဲတာဖို့ရှိပြီရှိတယ်ကလောက်ယူယူဝဲဆိုင်ကယ်ဆိုင်ကယ်တွေပေါ်ယူပြောကော့တယ်နေကိုတနစလစ်နေမိမရှိရတဲ့အတွက်အဲ့တိုင်းမလို့ဆိုလို့ပြောပါပတိလို့ရှိရအဲ့ဒါကလည်းဆိုအဲ့လိုဖြောက်ယူကဒီဖဲမော်တော့ကိုလောက်ဝါယူမော်တော့လူတွေကိတ်စေးပဲယူရတယ်ဖြေကုတ်ပေါ့ကိုယူပြီးတဖွဲ့ဖြေကုတ်ပေါ့အရှိရအဲ့ဒီလည်းပါမိဆူဝဲတလုံးနောက်ပြီးအဲ့ပေါ်ရှိရဆိုတဲ့ယူရိုက်ရိုက်ဖြက်ဖြစ်ရှိအမျိုးမျိုးလောက်ဆိုတော့ကျွန်တော်တို့ယူပြီးဖြေပေါ့ကို လက်ရှိစီရီတိမနေတဲ့၄မိုင်နဲ့ဒူဂျိုကျေးရွာနီးတစ်ဝိုက်မှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေနှစ်ဖက်စလုံးကခန်းစည်းပြင်ထားပြီးခြေကုပ်ယူထားကာထိတွေ့တိုက်ပွဲတွေအချိန်မီးဖြစ်လာနိုင်တယ်လို့မြေပြင်ရဲဘော်တယောက်ကပြောပါဗျ။နှစ်ဖက်ဟုတ်ပဲဒီပဲတော့မတွေ့ကြဘူးတော့ကို။ဗာခန်းစည်းတဘောနဲ့နေပြောတယ်။ဒီသဘာသာဖေကိုတလုံးတို့လည်းဒီကတွားပြီးတော့ပြီးခဲတော့မြူတဲ့စီတဲ့ဒီလိုဖေကနေပြီးတော့သဘာသာဖေကနေပြီးတော့ဒီတောတွေနဲ့နေငယ်တွေနဲ့လက်နေကြီးတွေစီတော့တွေရဲ့စီတဲ့ကိုကျွန်တော်တို့ဖေကိုပေါ့နော် ကိုယ်တော်သူကတော့တိုးလမတိုးဘူးညည်းလည်းညည်းဘူးဒီပဲလောက်သာစိတ်ကြောက်လို့ခြင်းနဲ့ဒီလူတွေနေတော့တော့ဒီရောအထက်ဥမပြန်နေဘူးတော့အဆင်မပြေဘူးကိုခြေကြီးကတော်တော်တင်းမာမယ်အင်းနေဖြစ်နေတယ်စီဘေးဆောင်ကူညီအဖွဲ့တွေကကောက်ယူထားတဲ့စီးရင်တွေအရအော်တိုဘာလ28ရက်ကနေ29ရက်အထိဟာနီဒူးချိုးနဲ့ရေခမ်းကြောင်ကျေးရွာတွေကနေထွက်ပြေးလာတဲ့အင်အောင်စု86စုနဲ့လူဦးရေ342ယောက်ရှိပြီးဒီမိုင်ကျေးရွာကစီဘေးဆောင်စီးရင်ကိုတော့အတိအကျမကောက်ယူရသေးဘူးလို့သိရပါတယ် အော်တိုဘာလာ29ရက်နေ့28ရက်နေ့မှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြားဒူဂျိုတီးယားကအသက်30အရွယ်ရဲသား2ယောက်တိစုံခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ကျွန်တော်လင်းဤပါ။ထရန့်ထွက်သွားဆိုတဲ့ကြွေးကြော်သံတွေနဲ့အမေရိကန်နိုင်ငံဝါရှင်တန် DC မြို့မှာဆန္ဒပြသူတွေစုဝေးဆန္ဒပြခဲ့ကြပါဗျ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်သမ္မတအဖြစ်ပြန်လည်ရွေးကောက်ခံရပြီးတနှစ်ပြည့်တဲ့နေ့မှာဆန္ဒပြခြေတက်ပွဲတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ National Mall မှာစုဝေးခဲ့ကြပြီးလွှတ်တော်အထိခြိတက်ဆန္ဒပြခဲ့တာ ထရန့်ထွက်သွားဆိုတဲ့စာရန်တွေကင်ဆောင်ပြီးလူထောင်ပေါင်းများစွာခြေတက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဆန္ဒပြပွဲကိုဖက်စစ်ဝါရာဆန့်ကျင်တဲ့အဖွဲ့ကအစိပ်ပိုင်းတစ်ခုဖြစ်ဥဆောင်ပြုလုပ်တာဖြစ်ပြီးအမျိုးသားရေးတက်ကြွလှုပ်ရှားသူများကဒီမိုကရေစီနဲ့အရက်ဖတ်အခွင့်အရေးတွေချိန်ချောက်မှုတွေကိုအကြမ်းမဖက်ဆန္ဒပြဖို့လူပေါင်းများစွာစုဝေးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ဆန္ဒပြသူတွေဟာအတံပြိုင်ကျွကျော်တန်တွေနဲ့စာရန်တွေကင်ဆောင်ပြီးခြေတက်ဆန္ဒပြခဲ့ကြတာပါ။ဆန္ဒပြပွဲမှာပါဝင်သူတွေဟာထရက်အာနာဖေရှားခံရတဲ့အထိစီယုံ န္ဒပြမှုတွေပြုလုပ်သွားမယ်လို့ပြောခဲ့ပါတယ်ရှင်။ဟေဒီနိုင်ငံမြို့တော်တဝမ်းကဂိုင်းအကြမ်းဖက်မှုကြောင့်အိုးအိမ်ဆွန့်ခွာထွက်ပြေးဖို့အတင်းကျပ်ခိုင်းစေခံခဲ့ရတဲ့လူပေါင်းတိတိမသုံးတန်းကျော်အတွက်ဖះเจ้าတွင်နဲ့စာတင်เจ้าတွင်ကိုယာယီတဲတွေအဖြစ်ပြောင်းလဲခဲ့ရပါတယ်။ နိုင်ငံအတွင်းလူသားချင်းစာနာထောက်ထားမှုအကြက်တဲကအဆုံးကိုမမြင်ရသေးပဲပုံမနဲ့ဆိုင်လာခဲ့ပါတယ်။တဲရီရဲ့ခြေနေတွေကအလွန်ဆိုးရွားနေတာပါ။လူတွေပြည့်ကျက်နေတဲ့စခန်းတွေမှာရောဂါတွေအလွယ်တကူပြန့်နှံ့သွားပြီးအကူအညီတွေလည်းရှားပါးနေကြပါတယ်။ Port of Spring တဝမ်းပျက်စီးဆုံးရှုံးမှုပမာဏဟာအမကန်ဖြစ်ပြီးမိလောင်နေတဲ့အိမ်တွေ၊ရှင်တွေနဲ့ကြီးစားရနေရန်တွေကအရက်ွက်တွေထဲမှာထင်သာမြင်သာဖြစ်နေတာပါ။ Haiti တပ်မတော်အထူးတပ်ဖွဲ့တွေရဲ့တပ်မဟောင်းပုံမူကြီး Himala River ကအကြက်တဲကိုဖြည့်ရှင်းဖို့ဆယ်စုနှစ် က်ခုဒါမှမဟုတ်ဒီထက်ပိုကြာနိုင်တယ်လို့သတိပေးခဲ့ပါတယ်အောက်ချုပ်ရေးဆိုင်ရာပြက်ကွက်မှုတွေကြောင့်အကြက်တဲတွေဖြစ်ခဲ့တာလို့လည်းသူကအပြစ်တင်ခဲ့ပါဗျ။နိုင်ငံတော်မှာအကြမ်းဖက်မှုတွေကဆက်ဖြစ်နေတာကြောင့်ဟေဒီနိုင်ငံရဲ့လူဦးရေ၁၂သန်းရဲ့ထောက်ဝလောက်ဟာပြင်းထန်တဲ့အစာရေစာမလုံလောက်မှုနဲ့ရင်ဆိုင်နေကြရပါတယ်ရှင်။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ကြရတာပါ။ကျမတော်ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။